ဖန်နဂိုရဲ့ဇနီးလောင်းဖြစ်တဲ့လင်းမြဖြူကတော့တတိကျချမ်းသာတဲ့တထေးကျောက်ဆိုတာအားလုံးသိကြမယ်လို့ထင်ပါတယ်။လင်းမြဖြူရဲ့ဖခင်ကတော့စံကုန်တဲ့တင်းရဲ့ဥက္ကဋ္ဌဖြစ်သလိုစီဝိုင်းလုပ်ငန်းရှင်လည်းအများကြီးပိုင်ဆိုင်ထားတာပါ။ဒါကြောင့်မလို့ပိုင်နဂိုနေနဲ့လင်းမြဖြူကိုယူလိုက်တာကအနာဂတ်တလန်တွေအတွက်လည်းလမ်းစာတွေအများကြီးရရှိသွားပါတယ်။လင်းမြဖြူရဲ့တိုင်ဝမ်ကြောင့်ပိုင်နဂိုကတော့တထေးတိုင်ဝမ်လိုမျိုးဝင်ဆက်လာခဲ့ရတာပါ။ပိုင်လုပ်ငန်းရှင်တွေနဲ့ဆက်သွယ်ခွင့်အများကြီးရရှိခဲ့တာပါ။ ိုင်နဂုံကတော့စီဝါရီမလုပ်သေးပဲအနုပညာလုံးနဲ့ပဲယက်တည်နေတာကြောင့်အခြားသောအနုပညာရှင်တွေတဲ့အခွင့်အရေးတွေပိုရလာတာပါ။ပါလင်မြဖြူရဲ့အတိုင်းဝိုင်းနဲ့လုပ်ငန်းကြီးတချို့ရဲ့ကြော်ညာတွေဆိုရင်လည်းစရိုက်ဆိုသလိုအငားခံနေရပါတယ်။ဒါပြင်မှာတော့နမဲကြီးအမှတ်တံဆိပ်တွေနဲ့ brand တွေကိုလည်းခန့်ထား blogger အနေနဲ့လည်းခန့်ထားခြင်းခံခဲ့ရသူပါ။ဒီရက်ကမှာတိန်းသောချီတန်တဲ့ကားတွေကိုလည်းရောင်းချနေတယ်။ company ကနေတနမန်ဖြစ်နေခန့်ထားခြင်းခံခဲ့ရတာပါ။ လက်ခရူဇာကားကြီးတွေဖြစ်တာမို့တကြီးဆိုရင်တော့အနည်းဆုံး3000ချီပေးရတာပါအခုလိုကားရရဲ့တန်တမန်ဖြစ်နေခန့်အပ်ထားကကြော်ညာပေးရမှာဖြစ်တာကြောင့်ပန်ဒဂွန်ကလည်းဝန်သက်ကုန်ယူနေရတာပါအနုပညာရှင်တိုင်းကလည်းအခုလိုမျိုးနာမည်ကြီးတဲ့ brand တွေကို employer ဖြစ်နေခန့်ထားဖို့ဆိုတာကမလွယ်ကူလာပါဘူး။ပန်ဒဂွန်ကတော့အနုပညာလောကထဲမှာဆိုရင်တန်းတစ်ခုနေနဲ့သာအောင်မြင်နေတယ်လို့သိရပါတယ်။ က်ထပ်သွားပြီးရင်တော့အောင်မြင်တဲ့စံတွေကြာသွားလိမ့်မယ်လို့ခန့်မှန်းနေကြပေမဲ့လည်းအောင်မြင်တဲ့အောင်မြင်ဖို့အတွက်လမ်းစာတွေကရှိလာခဲ့ကြတာပါပန်ဒဂွန်ကတော့နှကန်းဒီမာလေးတွေရဲ့တခဲနဲ့အပေးမှုတွေကြောင့်မိသားတယောက်ဖြစ်လာခဲ့ရတာပါ။ဒါကြောင့်မလို့လဲလက်ထပ်လိုက်ပြီးအပေးမဲ့အမျိုးသမီးတို့မရှိပဲစမ်းချမယ်လို့ယူဆခဲ့ကြတာပါ။ဒါပေမဲ့လည်းပန်ဒဂွန်ကိုအိမ်တော်ချသွားလဲအပေးတဲ့သူတွေရှိသလိုသူ့အနေနဲ့လည်းအမှုပညာလုပ်တွေကိုဆက်လက်လုပ်သွားမယ်လို့သိရပါဗျ။ ပန်ဒီကိုရဲ့ဇနီးဖြစ်သူမလေးမြဖြူကလည်းသူ့ရဲ့နောက်ကွဲကအကုန်လုံးအပြေဝါထောက်ပံ့ပေးနေကြတာပါ။ဒါရီမကသေးပဲလေးမြဖြူကပန်ဒီကိုရဲ့ပုံရိပ်အနောက်ချက်မဖြစ်စေအောင်လို့နှစ်တက်ထိုင်တဲ့သူပါ။လက်ထပ်ထားပေးမယ်လေပန်ဒီကိုရဲ့ပွဲတိုင်းအတူတူပွဲတက်တာမျိုးလည်းမလုပ်ပါဘူး။လူရှိကိုလည်းအတူတူမထွက်ပဲနောက်ကွဲကနေသာလိုအပ်တာတွေအကုန်လုံးဖြည့်ဆည်းပေးသူပါ။ဒါကြောင့်မလို့လေတခါတလေဆိုရင်ပန်ဒဂွန်မှာလက်ထပ်ထားတဲ့အမျိုးသမီးရှိတယ်လို့ဆိုတာတော့အများကမေ့နေခဲ့ကြတာပါပန်ဒဂွန်ကတော့ ဒီလထဲမှာမင်္ဂလာပွဲချင်းကိုလည်းကျင်းပပြုလုပ်သွားခဲ့တာပါ။လက်မှတ်ရေးထိုးပွဲစစ်ဆက်တောင်းရံပွဲမင်္ဂလာဆွန်ချွေးပွဲကိုတော့ပြုလုပ်ထားခဲ့ပြီးတူလျာရစ်ပယ်မင်္ဂလာပွဲကိုလည်းကျင်းပသွားခဲ့ပါတယ်။အလေးမြဖြူကလည်းကုန်ကုန်မကသနာတွေကိုထုတ်ကြွားကနေထိုင်ရတာမျိုးမကြိုက်တာကြောင့်ပန်ဒီကိုရဲ့အမှုပညာလုံနဲ့ကွက်တီဖြစ်လွန်နေတာပါ။ကျမ်းပြမှာတော့ပိုင်နဂုံပေါ်မှာလေအယံကိုချစ်ပြီးဂယုဆိုင်ကျင်နာပေးတယ်လို့သိရပါဗျ။ပိုင်နဂုံရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းမလင်မြဖြူကသာဦးစီးလုပ်ကိုင်နေတာပါ။မလင်မြဖြူကတော့ စီပွားရေးနဲ့ပတ်သက်ပြီးဘဝကိုလည်းနိုင်ငံเจ้าမှာတွားယူထားကထက်မြက်တဲ့အမျိုးသမီးတယောက်လည်းဖြစ်ပါတယ်။ဘဝကိုတွတ်တက်အောင်ဖက်ဖက်ကနေပါရမီပေးနေတဲ့လင်းမြဖြူကိုတော့ဇနီးဖြစ်သူဖြစ်တော်ကောက်ထားတဲ့ပန်ဒဂုံ